နတ်ပြည်6ထပ်အကြောင်းလေးနည်းနည်းပြောမယ်။နတ်ပြည်6ထပ်ဆိုတာနံပါတ်1ကသရုမဟာရာဇိကာသရုမဟာရဲ့နတ်ပြည်ဒီလိုခေါ်တာပေါ့သရုမဟာတာဝရင်သာယာမတုတိတာနေမနရတိပရနေမိတဝတဝတိဆိုပြီးတော့နတ်ပြည်6ထပ်သရုမဟာရောဆိုတာသရုမဟာရဲ့နတ်ပြည်ဆိုတာနတ်မင်းကြီး၄ပါးပေါင်းပြီးတော့အုပ်ချုပ်တဲ့တိုင်းပြည်ခေါ်တာ။ တရရတနမင်းတို့ဂန္ဓဘနမင်းတို့ဝိရုဒကနမင်းတို့ကုဝေရနမင်းတို့အဲ့ဒီနမင်း၄ပါအုတ်ချုပ်တဲ့နတ်ပြည်ကိုဗာနတ်ပြည်ခေါ်တော့စတုမဟာရိနတ်ပြည်လို့ဒီလိုခေါ်တယ်ဦးဇင်းတို့လူပြည်နဲ့အနည်းဆုံးလို့ပြောလို့ရတာပေါ့ဟုတ်လားအဲ့ဒီစတုမဟာရိနတ်ပြည်ရဲ့အထက်ကမှဗာလဲမေးရင်တာဝရိန်သာတာဝရိန်သာဆိုတာအစဆုံးကတာဝတိန်သာတာဝတိန်သာ30မြောက်တော့ လူပြေကကောင်းမှုပြုသွားတဲ့လူတွေအခြေချပြီးနေထိုင်ကြရဖြစ်လို့တာဝရင်သားဒီလိုခေါ်တာတရားမင်းကြီးကအဲ့ဒီမှာအုပ်ချုပ်တယ်အဲ့ဒီမှာတော့သူတယောက်တည်းအုပ်ချုပ်တယ်သောသောကနတ်ပြည်မှာတော့၄ယောက်အုပ်ချုပ်တာနော်နတ်မင်းကြီး၄ပါအဲ့တော့ဦးဇင်းတို့လူပြေကမာလူတွေအားအကြဆုံးနဲ့အကောင်းဆုံးတွေတော်တော်များများစုတာလဲအဲ့ဒီပဲဥမာသူဇာတာမြို့သမီးတို့နေတဲ့နေရာတို့နန္တာရေခမ်းတို့ ဝေဇယန္တပြတ်သက်တို့သူဓမ္မဇေယတ်တို့ရှိတာသည်အဲ့ဒီတာဝရင်သားပဲဟုတ်ပြီလားအဲ့ဒီတာဝရင်သားမှာဟောအဲ့တော့တာဝရင်သားနတ်ဟုတ်ချုပ်တာဘယ်သူလဲမေးလဲတော့တရားမင်းတာဝရင်သားနတ်ရဲ့ထက်ကဘာနဲ့လဲမေးလဲတော့ယာမာဟုတ်တယ်မလားအဲသုရမဟာတာဝရင်သားယာမာယာမာနတ်ပြည်ထားနတ်ပြည်တဲ့ဆိုင်နည်းနည်းနည်းတယ် ဘာဖြစ်လို့တော့မေးလဲတော့ဓမ္မဂရိကနတ်သားတွေဘုရားလောက်နတ်သားတွေဘုရားရဲ့မေတော်တွေခမည်းတော်တွေနေတဲ့နတ်ပြည်ဖြစ်လို့အဲ့ဒီနတ်ပြည်ဟာတရားဓမ္မတခြားသောနေရာဌာနတွေတဲ့ပိုတယ်လို့ဒီလိုပြောလို့ရတာဟုတ်လားအဲအားကြောင့်မဥစဉ်တို့တော်တော်များများဟာတုတိတာနတ်ပြည်ကိုဆူတောင်းကြတယ်ဥပမာနတ်ပြည်ရယထာ၆ဆင်းနဲ့လာပြီးတော့လူပဲဆိုရင်လူပြေကကောင်းမှုအင်မတန်ကြီးတဲ့လူတွေဥမာဓမ္မိကနတ်မဓမ္မိကဥပဒကကြီးပေါ့ သူတို့အမျိုးသား900စုပေါင်းပြီးဥပုပ်ဆောင်သုံးနေကြတရားနဲ့နေနေကြအဲ့တကကြီးအသေးကဏ္ဍကာလရောက်တဲ့အခါနိုင်ထာ60ဆင်းလာလူလာအပြိုင်ဆိုင်လူကြတဲ့အခါမှာနေအုံးကငါဖျားလောင်းနေနေတဲ့နေရာတရားနာခွင့်ရတဲ့နေရာဖျားလောင်းရဲ့မဲတော်ခမီးတော်တွေရှိတဲ့နေရာပဲငါသွားကျင်တယ်ပြောလိုက်တဲ့အခါတုတိတနာတအဲ့ဒါကျွန်တော်တို့ရဲ့နတ်ပြည်တပြည်ပဲရှိတယ်ကျန်တဲ့နေရာမရှိဘူးလို့ဒီလိုပြောတာအဲ့ဒါနဲ့အဲ့ဒီဓမ္မိကနတ်သားဟာအဲ့ဒီကိုရွေးသွားတာဟုတ်ပြီလားအဲ့ဒီကိုရွေးသွားတာနောက်တစ်ခါ ငါးခုမြောက်နတ်ပြည်ကနေမနရတိနေမဆိုတာဘာလဲလို့မေးလိုက်တော့လိုရာစီးစဉ်ကိုမိမိဘာသာဖြန်းစင်းပြီးတော့ရတိမွေလျော်ကြအဲ့ဒါနေမနရတိခေါ်တာဥမာကိုအင်ကြီးလာလာလေးလိုချင်တယ်ဘာအင်ကြီးလေးဘာအယောင်လေးဆိုကိုဖြန်းစင်းတဲ့အချိန်သူကပေါ်လာတာအဲ့ဒါလေးကနှစ်သက်စရာဘာလေးစားခြင်းနဲ့ဆိုကိုစိတ်ထဲကနေပြီးတော့ကိုယ့်ကိုဖြန်းစင်းပြီးတော့မှစားတာဟုတ်လား သူတော်ကောင်းတို့တွေကကိုယ့်အိမ်မှာကိုယ်ဗာအချင်းလေးစားခြင်းတဲ့ဆိုအချင်းကျက်ကလေးချက်ချိုးလေးစားခြင်းဆိုချိုးလေးကိုယ့်ဘကိုယ်ပဲလှုပ်ကြရတာမဟုတ်လားကိုယ့်ဘကိုယ်လှုပ်တဲ့အခါမှာခန္ဓာကိုယ်နဲ့လှုပ်ရတယ်ကိုယ်ကစိတ်နဲ့တင်ဖန်ဆင်းတာအဲ့ဒါနေမနာတတိနတ်ပြီကြိုက်စရာတော့သူကလွန်ကောင်းတယ်နော်တခြင်းဆန်ကောင်းကောင်းလေးကြားခြင်းနဲ့မဟုတ်လားဟဲ့ဗာတခြင်းလေးစောင်းဆန်လေးပေါ်လိုက်ကောင်းလိုက်မာလို့စိတ်ထဲညွတ်လိုက်တာနဲ့စောင်းဆန်လေးတီးပြီးတော့သူ့မှာအခန့်သွားမြမဆိုင်ဝိုင်းဆန်လေးဆိုမြမဆိုင်ဝိုင်းဆန်နမပေါ့လူညံ့တဲ့အတန်လေးတွေသူ့လိုချင်တာသူချင်တာဒီလိုမျိုးလာတာ ဟိုဦးဇင်းတို့ရသော်ပြလက်ထက်ကအရှင်နုရုဒ္ဓရဲ့ဘဝတစ်ခုကမိဖုရားတော်ခဲ့တဲ့အမျိုးသမီးတရားအဲ့ဒီမနှက်ပြေမှာရောက်ဟုတ်လားအဲ့ဒီနှက်ပြေမှာရောက်ပြီးတော့နေတယ်မျိုးသမီးကရှင်နုရုဒ္ဓသည်လာတဲ့ကအတုဘသူသူစိတ်နဲ့ဖန်သွင်းပြီးတော့တချင်းလေးတွေဓမ္မဂီတာလေးတွေလာလာပြီးဖြော်ပြလေးရှိလို့ရပါတယ်ဟုတ်ပြီလားအဲ့တော့ပြောချင်တာ နေမနရတိဆိုတာကိုယ်စိတ်ကြက်ကိုယ့်အကိုဖန်ဆင်းပြီးတော့နေတဲ့နေရာမျိုးကိုနေမနရတိလို့ဒီလိုခေါ်တယ်။ဟုတ်ပြီနော်။နောက်တစ်ခါနံပါတ်6ကပရနေမိတာ။ပရဆိုတာကသူတော်ဘာနေမိတာကဖန်ဆင်းတာ။ကိုနေမဲ့အိမ်ကိုနေမဲ့ဗိမာန်ကိုကိုယ့်ဘာကိုမလုပ်ဘူးသူများကနေဖန်ဆင်းပေးရတာ။သူကတမျိုးပရနေမိတာနတ်။တာမန်ကြည့်ရင်တော့နတ်ပြင်းပေါ့။ဟုတ်လား။ ကိုနေမဲ့နေရာတော့ကိုပါကိုမလို့တကယ်တမ်းကျ तू အထိတ်ဆုံးရောက်နေတာ तू အမြင့်ဆုံးဖြစ်နေတယ်မလားချမ်းသာတဲ့လူတွေဘာတွေကိုကြည့်ရင်လဲကိုနေမဲ့အိမ်ကိုကကိုမဆောက်ဘူးလေပညာလက်သမားပတ်စံပေးခိုင်းမှာအင်ဂျင်နီယာပတ်စံပေးခိုင်းနေဒီလိုမလားအေးနည်းနည်းဒီပုံစံမျိုး तू အသက်ရောက်သွားတာပေါ့အဲ့ဒီနတ်ပြည်မှာအုပ်ချုပ်တာကဘာလဲမေးလဲတော့ဝဏဝတီနတ်မင်းကြီးအုပ်ချုပ်တယ်အဲ့တော့နတ်ပြည်6ထပ်ဦးဇင်းတို့တွေစလူမဟာရာဇီ တဲ့နတ်ပြည်ကနတ်မင်းကြီး၄ယောက်အုပ်ချုပ်တဲ့တာဝရင်သာနတ်ပြည်ကတရားမင်းအုပ်ချုပ်တဲ့ရာမန်နတ်ပြည်ကသူ့ရာမန်နတ်မင်းအုပ်ချုပ်တဲ့တုတိတာနတ်ပြည်ကတန်တုတိတာနတ်သားကြီးအုပ်ချုပ်တယ်တဲ့နေမန္တရတိနတ်ပြည်ကသူ့နေမိတာနတ်သားကြီးအုပ်ချုပ်တယ်ပရနေမိတာဝသဝတိနတ်ပြည်ကပရနေမိတာနတ်သားကြီးအုပ်ချုပ်တယ်လို့ဒီလိုနားလည်ရမယ်နော်